မင်္ဂလာပါခင်ဗျာ Revolut Burma News Channel ကနေပြီးတော့ November 10ရက်နေ့ညနေပိုင်းရရှိထားတဲ့သတင်းများကိုတင်ဆက်ပေးပါမယ်ပထမဆုံးတင်ဆက်ပေးရမယ့်တိုက်ပွဲသတင်းကတော့ကြက်ချင်ပြည်နယ်ဖားကံမြို့နယ်ပေါ်စီစာကျေးပါမိန်လမ်းမလမ်းဆောင်မှာစစ်ခွေးရေနှန်းကိုမိုင်းဆွဲတိုက်ခိုက်ရာစစ်ခွေးများထိခိုက်တေဆုံးသွားတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့နိုဝင်ဘာလ10ရက်နေ့မနက်7:20မိနစ်နဲ့အချိန်မှာဖားကံမြို့နယ်ပေါ်စီစာကြီးပါမိန်းလမ်းမလမ်းဆောင်မှာအချမ်းပတ်စစ်ခွေးရင်တန်းကိုတော်လိုက်တပ်ဖွဲ့များကမိုင်းဆွဲတိုက်ခိုက်ခဲ့ရာစစ်ခွေးများထိခိုက်ဒေဆုံးမှုရှိပြီးတော့ဒေဆုံးဒဏ်ရာရရှိတဲ့စစ်ခွေးတွေကိုပြည်သူပိုင်ကားများကိုချောဆွဲပြီးတော့တဲယူသွားတယ်လို့သိရပါတယ်။ဘယ်နှယောက်ထိလဲတော့မသိဘူး။ထိခိုက်မှုရှိလို့ပြည်သူတွေရဲ့ကားတွေကိုရက်ခိုင်းချောဆွဲပြီးတော့အကျိုးပို့လုပ်နေကြတာ အကြမ်းဖက်စစ်ခွေးတွေကကားကိုဒရဒချမ်းမောင်းသွားပြီးတော့အသွားလာလုံနေကြသလိုတော်လိုင်းရဲဘော်တွေဘက်ကလည်းကြားဖြတ်တိုက်ခိုက်မှုတွေရှိတာကြောင့်မိမပြည်သူတွေအနေနဲ့အတက်နိုင်ဆုံးအပြစ်မထွက်ဘဲနဲ့အသွားလာစင်ညာကြဖို့လိုပါတယ်လို့ဒေတာရင်းသတင်းရင်းမြစ်ကရှင်းပြထားပါတယ်အလားတူပဲဖားကတ်မော်စီစာလမ်းမပေါ် KBC ဖះချောင်းရှိမှလည်းမိုင်းပေါက်ကွဲမှုဖြစ်ပွားကပြည်သူတအုပ်တိတ်ဆုံးပြီးတအုပ်အပြင်းထန်နေရရှိခဲ့တယ်လို့သိရပါတယ် အခုရပိုင်းအတွင်းမှာအကြမ်းဖက်စစ်ခွေးတပ်ကဖားကန်မြို့နယ်လုံခင်မော်စီဇာစတဲ့နေရများကိုအတွာလာလှုပ်ဆောင်လက်ရှိပြီးတော့တော်လိုင်းတပ်ဖွဲ့များကလည်း၎င်းတို့ကိုမိုင်းဆွဲတိုက်ခတ်မှုများလှုပ်ဆောင်နေတယ်လို့သိရပါတယ်။ကင်းလဲတာလားတပ်အပြောင်းရွှေ့လှုပ်တာလားတော့မသိဘူး။ဒီတရက်နေ့အတောအတွင်းမှာစစ်ခွေးတွေအတွာလာအရန်ကိုလှုပ်နေတယ်။ဖားကန်ကိုတွားလိုက် လုံခင်ကိုတွားလိုက်အခုတပ်ဆွဲထားတဲ့မော်စီဇာဖျားကုန်းဘော်ကိုတတ်လိုက်နေရှုပ်ဆက်ခတ်နေတာပဲ။ကျွန်တော်တို့ကြားရတဲ့သတင်းကတော့ လမ်းကြောပေါ်တက်လာတဲ့စစ်ကြောင်းကိုမြို့ပေါ်မှာလုံခြုံရေးယူတယ်ဆိုတဲ့ပုံစံမျိုးလဲပြောနေကြတယ်အဲ့ဒါကတော့အတီးပြုတ်လို့မရပါဘူးအတီးပြုတ်နိုင်တာကတော့စစ်ခွေးတွေကကားတွေနဲ့တောက်လျှောက်အသွာအလာတွေရှိနေပြီးတော့ဒေါ်လာရဲ့ရဲဘော်တွေဘက်ကလည်းလမ်းပေါ်မှာမိုင်းဆွဲတက်ခိုက်မှုတွေဆက်လက်ပြီးတော့ရှိနေတဲ့အနေအထားဖြစ်နေပါလေမိုင်းဆွဲတက်ခိုက်တဲ့နေရာမှာလည်းအသေးထိုင်ပြီးတော့တိုက်တာမျိုးမဟုတ်ဘဲနဲ့သွားရင်းလာရင်းနဲ့မိုင်းဆွဲနေကြတာအဲ့ဒီဈာမမှာပြည်သူတွေလည်းထိခိုက်မှုရှိနေတဲ့အနေအထားမျိုးဖြစ်နေတာလို့ဒေတာတွင်သတင်းရင်းမြစ်ကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ ဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကလေးမြို့နယ်အတွင်းအကြမ်းဖက်စစ်တပ်စစ်ကြောင်းကနတ်ချောင်းရွာသားနှစ်ဦးကို ဖမ်းဆီးတပ်ဖြတ်ပြီးတော့ရုပ်အလောင်းများကိုမြောင်းထဲမှာဆုံးပစ်ခဲ့ကဂျေးဝါများကိုလည်းမင်းရှုဖြတ်စီးပြီးလေရင်နဲ့ဘုံကျဲပြီးတော့နေအိမ်များပြန်စီးခဲ့ရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အော်တိုဘာလ28ရက်နေ့ကစတင်ပြီးတော့ထိုးမာရွာ GDC မှာတက်ဆွဲထားတဲ့အကြမ်းဖက်စစ်ခွေးတပ်ကအင်အားဖြည့်တင်းပြီးတဲ့နောက်အနီးနားမှာရှိတဲ့ဂျေးဝါများကိုဇက်တိုက်စစ်တောင်းထိုးလာတယ်လို့သိရပါတယ်။အဲဒီစစ်ခွေးစစ်ကြောင်းကလက်ရှိချိန်ထိကျွန်းချောင်းရွာ၊ထောက်ကျန်ရွာ၊နတ်မြောင်းရွာ၊နတ်ချောင်းရွာ၊ချောင်းကွာရွာနဲ့ဟာဟာလေးရွာများကိုဇက်တိုက်မင်းရှုဖြတ်စီးနေတယ်လို့သိရ ါပါတယ် အဲ့ဒီစစ်ခွေးစစ်ကြောင်းဟာနတ်ချောင်းရွာကိုဝင်ရောက်စီးနေတဲ့အချိန်မှာဂျေးရွာအတွင်းကနေပြန်လည်ဝင်ရောက်လာပြီးတော့ရိတ်ခါပြတ်ယူတဲ့ပြည်သူနှောက်ဦးကိုလည်းဖမ်းဆီးတပ်ဖြတ်ခဲ့ကရုံအလောင်းများကိုမြောင်းထဲမှာပြစ်ချခဲ့တယ်လို့သိရပါဗျ။အကြမ်းမှစစ်ခွေးများဟာဂျေးရွာအတွင်းမှာရှိတဲ့နေအိမ်များကိုလည်းမိရှုဖျက်ဆီးခဲ့တယ်လို့ပြောပါတယ်။ဒါအပြင်နိုဗ ెంబ ာလ6ရက်နေ့ကလည်းအကြမ်းမှစစ်တပ်ကတင်းသားဂျေးရွာရတနာမန်အောင်ကျောင်းတိုက်ကို Jet Fighter နဲ့ဘုံးကျဲတိုက်ခိုက်ခြင်းကြောင့်ကျောင်းတိုင်းဆရာတော်နဲ့ကိုရင်တပားလဲထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့သိရပါဗျ။လက်ရှိအချိန်မှာလည်းအကြမ်းမှစစ်ခွေးတပ် ကကလေးမြို့နယ်တောင်ပိုင်းကိုဆက်လက်စစ်ကြောင်းထိုးနေစေဖြစ်ပြီးတော့တိုက်ပွဲများလည်းနေ့စဉ်ဖြစ်ပွားနေကထောက်ချက်ရွာ၊ကြာရင်ရွာ၊စီတာရွာ၊နန်မြောင်းရွာ၊နတ်ချောင်းရွာ၊ကြံတာရွာ၊အောင်တရရွာနဲ့မန်တော်ရွာအပါအဝင်အနီးနားမှာရှိတဲ့ကျေးရွာများကတောင်းနဲ့ချီးတဲ့ပြည်သူများဟာဘေးလွရာကိုဆက်လက်ထွက်ပြေးတိမ်းရှောင်နေရပြီးတော့စားနေရိတ်ခါများလည်းအေးပေါ်လိုအပ်နေတယ်လို့သိရပါတယ်။စစ်ခွေးစစ်ကြောင်းကရှိနေတော့မယ် အခုချိန်ထိကိုပြည်သူတွေလည်းဆက်လက်ပြီးတင်းရှောင်နေရပါတယ်။နတ်ချောင်းရွာကိုပြည်သူတို့ပြန်လဲဝင်ရောက်တဲ့အချိန်မှာစစ်ခွေးတွေတပ်ဖြတ်ခဲ့တဲ့ပြည်သူနောက်ဦးရဲ့ရုံလောင်းကိုတွေ့ရှိခဲ့ရပါတယ်။စစ်ခွေးတွေမိရှို့သွားတာကတော့ရွာတွေများတယ်။နေအိမ်ပြင်းစင်းမှုအခြေအနေကိုတော့ဆက်လက်ပြီးတော့အတိပြုတ်နေပါတယ်။စစ်ခွေးတွေကလေချောင်းနဲ့ဘုံချဲသွားလို့နေအိမ်တွေထိခိုက်ပျက်စီးကုန်တယ်လို့ဒေသခံပြည်သူတို့ကအတိပြုတ်ပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့အကြမ်းဖက်စစ်တပ်ကခိုင်းနယ်မှာနေဆက်တောင်ရင်းမြစ်တလျှောက်မှာရှိတဲ့စစ်တပ်လက်အောက်ခံ KNL ကြားဆောင်တပ် BGF နဲ့ KNU KNLA PC ဂိမ်းများကိုစစ်ဆေးဖြတ်စည်းတယ်ဆိုပြီးတော့သတင်းထုတ်ပြန်ထားတော့လဲတကယ်လက်တွေ့မှာတော့နေဆက်ကုံသွေးရေးဂိမ်းများဟာဆက်လက်ပြီးတော့လဲပတ်နေဆဲဖြစ်တယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်ကရင်ပြည်နယ်မြောက်ရီမြို့နယ်တောင်ရဲမြေကမ်းတလျှောက်မှာတရားမဝင်ဂိမ်းများဖွင့်လှစ်ပြီးတော့အကြမ်းဖက်လက်နက်ကိုင်းအဖွဲ့များကငွေကြေးများကောက်ခံပြီး ပြည်ပကနေတရားမဝင်ပစ္စည်းများတင်သွင်းတိုးလောင်ဖြန့်ဖြူးခြင်းလျောင်းဆောင်ရွက်လျက်ရှိရာစစ်တပ်ကအဲ့ဒီဒေတာများကိုပြန်လည်ထိန်းချုပ်ပြီးဖြစ်ရာဖွင့်လှစ်ထားတဲ့ကုန်သွယ်ရေးဂိတ်များနဲ့ကုန်ပစ္စည်းတိုးလောင်ဖြန့်ဖြူးနေတဲ့အဆောက်အုံများကိုဖြန့်စည်းရှင်းလင်းရေးလုပ်ငန်းများဆောင်ရွက်ချင်းရှိကြောင်းစစ်တပ်ကဝါဒဖြန့်တရင်ထုတ်ပြန်ထားပါတယ်စစ်တပ်က BGN နဲ့ KNU KNLA PC ဂိတ်တွေဖြစ်တဲ့ မြောက်ရီမြို့အမှတ်9ရပ်ကွက်မှာရှိတဲ့35 gate ဒေသအခေါ်အောက်ပါဝါ gate 2ကိုပွားရောက်ဆစ်ဆီးပြီးတော့အလျားပေ120အနံပေ60အမြင့်25ပေရှိတဲ့ tanfering ဥတ်တသုံးမိုးတုတ်ကပစ္စည်းတုံလောင်ရုံအားဖယ်ရှားရှင်းလင်းခဲ့တယ်လို့ပြောပါတယ်16 gate ကြောက်ဖြာ gate ကပေါ်2 gate 14 gate ရှိခိတ်ရှိခိတ်ခွဲ၉ခိတ်ဒေတာခေါ်အောင်ပါဝံခိတ်၁၈ခိတ်ဒေတာခေါ်နေဆုံးမြခိတ်၁၃ခိတ်၃ညခိတ်နဲ့၁၀ခွဲခိတ်ဒေတာခေါ်၉သုံးလုံးခိတ်တို့ကိုရှင်းလင်းဖြတ်စည်းခဲ့ကြောင်းစစ်တပ်ကဝါရဖြန့်သတင်းထုတ်ပြန်ထားပါတယ်။ဒါအပြင်တောင်ရင်းနဲ့တခြားမှာရှိတဲ့ကင်းစကန်နဲ့၁၂ခိတ်ကင်းစကန်၃၁၄ခိတ်ကင်းစကန်၁နဲ့ဂရန်မြဝတီဂိတ်ကင်းစကန်၅တို့ကိုတွားရောက်ဆစ်ဆဲရှင်းလင်းခဲ့တဲ့အပြင်ဂိတ်စကားအဖြစ်ကနေဖြတ်သိမ်းထားတဲ့တဖမ်းပင်ဂိတ်တဲပုံဂိတ် ကြောက်တန်းဂိတ်နဲ့မာမီဂိတ်တို့ကိုလည်းစစ်ဆေးရှင်းလင်းမှုများဆောင်ရွက်ခဲ့တယ်လို့စစ်တပ်ကသတင်းထုတ်ပြန်ထားပါတယ်။စစ်တပ်ကသတင်းထုတ်ပြန်ထားတာကတော့ဂိတ်တွေကုန်သွယ်ရေးဂိတ်တွေကိုရှင်းလင်းနေတယ်ပေါ့။တကယ်ကဂိုးတောင်အသေးလောက်ကိုပဲအဖြတ်ပြပြီးတော့သူတို့ရှင်းပါတယ်ပေါ့။နှစ်ဖက်ညှိပြီးတော့အဖြတ်ပြပြီးလိန်နေတာ။တကယ်ကအခုအချိန်ထိကိုဂိတ်တွေက BGF နဲ့ KNU KNL PC ကထိန်းချုပ်ထားတော့မှာပဲ။ဥပမာဆိုရင် BGF gate တွေဖြစ်တယ်၁၄ gate ၁၃ gate ၁၀ခွဲ gate တွေဆိုရင်လည်းလဲပတ်နေသေးပဲ။ ်ပီစီဂိတ်တွေဖြစ်တဲ့စကိုဂိတ်ကြောက်ဖြာဂိတ်ကပေါ်ထူးဂိတ်တွေနေဆိုးမြဂိတ်တွေဟာလဲသူ့အနေနဲ့သူလဲပတ်နေတော့မှာပဲအဲ့ဒီဂိတ်တွေကကြားဖြန့်ဂိတ်တွေလေညနေဆိုရင်ဒီကောင်တွေကစီတဲ့လူတဲ့လုံနေကြတော့မယ်လို့ကရင်စီရဲသတင်းရင်းမြစ်ကပြောပြထားပါတယ်လက်ရှိမှာစစ်တပ်နဲ့ BGF KNU KNL PC DKBA တို့ကြားမှာညီနိုင်မှုများနဲ့နှစ်ဖက် KK ပတ်ကိုဟန်ပြဖြိုခွင်းပြခြင်းတောင်ရင်မြေတစ်လျှောက်မှာရှိတဲ့ကုန်သွယ်ရေးဂိတ်များကိုဟန်ပြစစ်ဆေးဖြတ်စည်းမှုများလုံဆောင်ပြခြင်းများဆောင်ရွက်လျက်ရှိတယ်လို့သိရပါတယ် တခြားတစ်ပတ်မှာလည်းစစ်ခွေးတပ်က BGF နဲ့ DGB တို့ဦးစီးနေတဲ့ရွှေကောက်ကိုမြို့တဲ့အပါအဝင်ကြားဖြတ်နေရတဲ့များအထွတ်လောင်စာဆီများထောက်ပံ့ပေးခြင်း Minder Internet Line များထောက်ပံ့ပေးခြင်းများကိုလှုပ်ဆောင်လျက်ရှိတယ်လို့ကရင်စီရဲ့သတင်းရေးမြစ်ကပြောပါတယ်ကြားဖြတ်ကိုတကယ်နိုင်နေမယ်ဆိုရင်ရွှေကောက်ကိုယူလေရင်နဲ့ဘုံကျဲထားလိုက်လေရွှေကောက်ကိုရဲမှာကြားဖြတ်နေကြီးပဲအယောက်တသိန်းကျော်နဲ့မီးဆက်တန်တွေတန်းညာညာနေရောညာပါလဲပတ်နေတာ KK ပတ်ကိုကြားဖြတ်နိုင်နေတယ်ဆိုတာကလည်း ဟန်ပြပါပဲကုံသွေးဂိတ်တွေစစ်စစ်ဖမ်းဆီးတာဆိုတာလဲဟန်ပြပဲနောက်ဖက်စလုံးကသူ့ချိုးကို့ချိုးတို့ဟန်ပြတွေလုတ်ပြီးတော့ရုပ်ရှင်ရိုက်နေကြတာလို့ကရင်စည်ရဲသတင်းရင်းတွေကရှင်းပြထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာဆက်လက်ပြီးတော့တင်ဆက်ပေးရမယ့်သတင်းကတော့သခိုင်းတိုင်းကံဘလူမျိုးနဲ့ကြည်ချင်းရွာမှာအထိုင်ချတက်ဆွဲထားတဲ့အကြမ်းဖက်စစ်တပ်နဲ့ပြူစောတီများဟာကြည်ချင်းရွာမှာရှိတဲ့ပြည်သူပိုင်နေအိမ်များကိုမိရှုဖျက်ဆီးနေတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ဒီကနေ့နိုဝင်ဘာလ10ရက်နေ့မနက်7:55မိနစ်အချိန်ကမှအကြမ်းဖက်စစ်သားများနဲ့ပြူစောထီးများကကြီးချင်းချေးွာကိုမိရှုဖြတ်စည်းနေခြင်းဖြစ်တယ်လို့သိရပါတယ်။ပြည်သူတွေဖမ်းဆီးခံရတာတော့မကြားမိသေးဘူးလို့ကျွန်းလာကမ်ဘလူတက်ကြွလှုပ်ရှားသူများအဖွဲ့ကမ်ဘလူခရိုင်ကတာဝန်ရှိသူကပြောပြထားပါတယ်။ အကြမ်းဖက်စစ်ခွေးများဟာကြည်ချင်းရွာကိုဩဂတ်စ်လအတွင်းကလည်း၄ရက်ဆက်တိုက်မီးရှို့ဖျက်ဆီးမှုများလှုပ်ဆောင်ခဲ့သေးတယ်လို့ဒေသခံပြည်သူများကပြောပါတယ်။အကြမ်းဖက်စစ်တပ်ကသခိုင်းတာကလေးမျိုးနဲ့ရွှေဘိုဝက်လက်နဲ့ကပ်ဘလူမျိုးနဲ့များမှာစစ်ကြောင်းများကိုယာချီတဲ့စစ်အင်အားများနဲ့ခြေတက်ပြီးပြည်သူဝန်ကြီးရွာများနဲ့နေအိမ်များကိုစစ်ကြောင်းထုံးမီးရှို့ဖျက်ဆီးခြင်းပြည်သူများကိုဖမ်းဆီးတပ်ဖြတ်မှုများအရှိန်ဟုန်မြင့်လှုပ်ဆောင်နေတယ်လို့တော်လန်ရဲ့သတင်းအမိန့်များကအတည်ပြုပြောကြားထားကြောင်းသတင်းရရှိပါတယ်ခင်ဗျာ။ နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့သကိုင်းတိုင်းရွှေဘိုခရိုင်ဝက်လက်မြို့နယ်အတွင်းအကြပ်စစ်တပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်ဂျေးရွာပေါင်း23ရွာကပြည်သူ2000နီးပါးဟာစစ်ဘေးတိမ်းရှောင်နေရပြီးတော့စားနပ်ရိက္ခာအရေးပေါ်လိုအပ်နေတဲ့ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အကြပ်စစ်တပ်ရဲ့စစ်ကြောင်းထိုးမှုကြောင့်ဝက်လက်မြို့နယ်အတွင်းအော်တိုဝါလာကုံကစတင်ပြီးတော့ပြည်သူအများအပြားဟာစစ်ဘေးတိမ်းရှောင်နေရခြင်းဖြစ်တယ်လို့သိရပါတယ်။အော်တိုဘာလလေပိုင်းကစတင်ပြီးတော့စစ်တပ်ကစစ်ကြောင်းများခွဲပြီးဝက်လက်မြို့နယ်အတွင်းကိုအပြင်းထန်ထိုးစစ်ဆင်လာတယ်လို့သိရပါဗျ စစ်ကြောင်းတွေကတော့အခုချိန်ထိထိုးနေသေးပဲဗျပြည်သူတွေကတော့ဘေးလွရာဖုန်ကြီးကြောင်းတွေဘေးလွရာတောတောင်တွေထဲမှာရှောင်သိမ်းနေရပါတယ်စားဝတ်နေရေးအခက်အခဲပြင်ကျမကြီးစောင့်ရှောက်မှုတွေလည်းလိုအပ်နေပါတယ်လို့ဝက်လန်မြို့နယ်လူလူတပိတ်တိုက်ပွဲဥဆောင်ကော်မတီကတောင်းရှိသူကပြောကြားထားပါတယ်လက်တလုံးမှာအရေးပေါ်စားနေရိတ်ခလိုအပ်ချက်အဖြစ်စံနဲ့စီအဓိကလိုအပ်နေတယ်လို့ပြောပါတယ်စစ်ဘေးရှောင်ပြည်သူများအတွက်လူသားချင်းစာနာထောက်ထားမှုဆိုင်ရာအခုအညီများပေးလိုပါကဝက်လန်မြို့နယ်လူလူတပိတ်တိုက်ပွဲ ဥဆောင်ကော်မတီနဲ့ချိတ်ဆက်ပြီးတော့လှုပ်ဆောင်နိုင်ကြောင်းဝက်လက်မြုံနယ်လူထုသပိတ်ဥဆောင်ကော်မတီကထုတ်ပြန်ထားပါတယ်။စပေးရှောင်ပြည်သူများအတွက်လူသားချင်းစာနာထောက်ထားမှုအကူအညီများပေးလိုပါကဝက်လက် revolution.comedy page ကနေတဆင့်ဆက်သွယ်ပြီးတော့လှူဒန်းနိုင်တယ်လို့သိရပါတယ်။လက်ရှိဝက်လက်မြုံနယ်အတွင်းစစ်တပ်ကစစ်ကြောင်းထိုးနေတဲ့အတွက်တိုက်ပွဲများပြင်းထန်စွာဖြစ်ပွားခဲ့ပြီးတမန်ကုန်းရွာ၊ရွာတော်ကုန်းရွာ၊ဂရဟူးရွာ၊ထုံးဘူရွာ ထုံးမရွာရဲ့အရှိမကတရားညီတော်အနီးမှာရှိတဲ့နေအိမ်များနဲ့မြေလိုရွာတို့ကိုစစ်ခွေးတွေကမိရှုဖျက်ဆီးခဲ့တယ်လို့သိရပါဗျ။ဒါအပြင်ဝက်လံမြို့နယ်အနောက်ချမ်းမှာရှိတဲ့ရွာသားကြီးထုံးဘူဗရဦးတမကုံရွာတော်ကုံဥရေကုံအုတ်ဖို့ကုံကြီးကန်တောင်ရွာမြောက်ရွာလာတော်ပလဲဦးကြီးကုံနှမ်းကြီးကုံရွှေရာရင်းမတော်ကုတ်ကိုစု မပြောတော်ဒကောင်းတောင်ဂဒူးစတဲ့ကြီးရွာများကပေါင်းတဲ့ချီတဲ့ပြည်သူများဟာဘေးလွတ်ရာကိုထွက်ပြေးတိမ်းရှောင်နေရကြောင်းပြတင်းရရှိပါတယ်ခမောင်း နောက်ထပ်တင်ဆက်ပေးရမယ့်သတင်းကတော့တနင်္လာရနေ့တိုင်းလောင်းလုံးမြို့နယ်မှာခမရ406နဲ့ခမရ409တရင်တို့ကစစ်မှုထမ်းတပ်သား3ဦးနဲ့စစ်သား2ဦးတို့အလင်းဝင်ရောက်လာတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။နိုဝင်ဘာလ9ရက်နေ့မှာဂျမတ်စစ်တပ်ရဲ့ခမရ406နဲ့ခမရ409တရင်တို့ကစစ်မှုထမ်းတပ်သား3ဦးနဲ့စစ်သား2ဦးတို့ဟာလောင်းလုံးတမဏိလိပ်ပြာ LLSBF နဲ့ဒေါနာချင်းမုံရဲတပ်ခွဲခေါ် LBF အဖွဲ့ထံကိုချိတ်ဆက်ပြီးတော့အလင်းဝင်ရောက်ခဲ့ကြတယ်လို့သိရပါတယ်။ အခုလိုမျိုးအလင်းဝင်ရောက်လာတဲ့သူ၄ဦးဟာခမရ၄၆တိုင်ရင်ကစစ်ဘုရန်တက်တာကိုအောင်နိုင်ဝင်ခမရ၄၉တိုင်ရင်ကစစ်ဘုရန်တက်တာကိုကျော်သားတက်တာကိုနေဝင်းစုံနဲ့စစ်ဘုရန်တက်တာကိုအောင်စုံမျိုးတို့ဖြစ်တယ်လို့သိရပါဗျ။ အဲ့ဒီစစ်မှုထမ်းတပ်သားတက်၃ဦးနဲ့စစ်သား၃ဦးကိုလက်ရှိချိန်မှာလောင်းလုံးတမဏိလိပ်ပြာ LLSBN နဲ့ဒေါနာချင်းမုံရဲ့တက်ခွဲခေါ် LBF အဖွဲ့တို့ကလုံခြုံစိတ်ချရတဲ့နေရာကိုကို့ဆောင်ထားပြီးဖြစ်တယ်လို့သိရပါတယ်၄ယောက်စလုံးကတော့စစ်မှုထမ်းတပ်သားတက်တွေမဟုတ်ဘူးစစ်သားတယောက်ပါပါတယ်လက်နက်တွေတော့ယူဆောင်လာတာမရှိပါဘူးအခုကတော့သူတို့အကုန်လုံးကိုလုံခြုံစိတ်ချရတဲ့နေရာကိုပို့ဆောင်ထားပြီးပါပြီလို့လောင်းလုံးတမဏိလိပ်ပြာတက်ခွဲကတာဝန်ရှိသူကပြောပြထားပါတယ် လက်ရှိအချိန်မှာတော်လိုင်းရင်းနဲ့စစ်ရေးအရှိန်မြင့်တင်လာတာနဲ့အများပြည်သူ့ဘက်အမှန်တရားဘက်ကိုရွတ်တီးခြင်းနဲ့စစ်တပ်ကစစ်သားများရဲတပ်ဖွဲ့ဝင်များကိုပြည်သူရင်ဝင်ခိုးလုံပြီးတော့အများဆုံးပူးပေါင်းပါဝင်ပြီးကြပါရန်တော်လိုင်းညီနောင်များကတိုက်တွန်းထားကြောင်းသတင်းရရှိပါတယ်ခမောအခုလိုမျိုးမြန်မာတနိုင်ငံလုံးမှာဖြစ်ပွားနေတဲ့စစ်ရေးသတင်းနိုင်ငံရေးသတင်းများကို အချိန်ပေးပြီးတော့နားဆင်ပေးတဲ့အတွက် Revolut Burma News Channel ကနေပြီးတော့အထူးပဲကျေးဇူးတင်ရှိပါတယ်ခမောင် မြန်မာနိုင်ငံသူနိုင်ငံသားများအားလုံးဘေးအန္တရာယ်အပေါင်းကကင်းဝေးပြီးတော့အချမ်းပါစစ်အာဏာရှင်စနစ်ဆိုးကြီးရဲ့လက်အောက်ကနေလည်းအမြန်ဆုံးလွတ်မြောက်နိုင်ကြပါစေခင်ဗျာ